ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ကပန်အော်ဒီယိုဘုတ်ချန်နယ်လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှတင်ဆက်ပေးမယ့်စာရင်းလေးကတော့စာရေးဆရာ မောင်ညုံမိုင်းတန်လေးရေးသားထားတဲ့သူ့ဆရာအချို့ကြောင့်ဒူးဆရာမိုးခေါင်သွားခဲ့ပြီဆိုတော့ဇလန်းလေးအစားဆုံးတင်ဆက်ပေးခဲ့ရဖြစ်ပါရှင်။ဇလန်းလေးမစတဲ့ခင်မှာကျမတို့ချန်နယ်လေးကိုလည်းလိုက်ရ Subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။ဒီလိုဖြစ်မျိုးကျမတို့ငယ်ဘဝမှာကြုံရလိမ့်မယ်လို့ဘယ်တော့မှမမျှော်လင့်ခဲ့ပါဘူး။ ရွာဦးချောင်းဆရာတော်ထံမှာအမေနဲ့တူဥပုပ်ဒီလာသွားဆောင်တော့ကရွာဦးဆရာတော်ကလောကရန်ဆိုတဲ့အကြောင်းကို ဟောခဲ့ပါတယ်။လောကရန်နဲ့လောကတန်ကိုကျမတို့အရွယ်ရောက်စလူငယ်များမိဘနှစ်ပါးရဲ့အကျိုးကျေးဇူးကြောင့်မပူမပေးမကြောက်မကြာနေထောင်စားသောက်ရချိန်မှာအဲ့ဒီတရားအကြောင်းကိုတဘောပေါက်နားလေခြင်းမရှိခဲ့သေးပါဘူး။ဒီမှာအမှတ်ရတဲ့စကားများကိုပဲကျမပြောချင်ပါတယ်။ဆရာတော်ဥဒေစာစနစ်ကယသနာသုံးပါးကိုမမေ့နဲ့တဲ့ အနန္တောနှမ၅ပါးကို အစဉ်ကိုခွေစည်းကဲရိုသေလေးစားပါတဲ့တမဒေဝနှမများလောကပါလာဆောင်းနှမများမယိုးပလာနှမများကိုလည်းကုသိုလ်ကောင်းမှုဖြင့်အမြတ်တပေးဝေဖို့မမေ့နဲ့တဲ့ပြီးတော့လူလူချင်းပဲဖြစ်ဖြစ်တရဝများအပေါ်မှာပဲဖြစ်ဖြစ်မြတ်တာကိယုနာမုရိတာစိတ်မွေးပါတဲ့အဲ့ဒါသူဆရာရဲ့လက္ခဏာတဲ့သူဆရာအားကောင်းရင်ဒူးဆရာအနာကို ချင်းကက်လို့မရဘူးတဲ့နောက်ဆုံးဆရာတော်ချင်းမြင့်ခဲ့တဲ့ဂါရာက မင်္ဂလာတုတ်ထဲကဂါရာတပုတ်ပါပဲအဲ့ဒါဒီလိုပါရှင်ဖုဒ္ဓတလောကဓမေဟိစိတ်တံယတနာ ကံပတိအာတောကံဝိရဆံခေမံဧတံမင်္ဂလာမုတ်တမန်နဲ့တကာကြီးတို့တကမာတို့အဲ့ဒီခါတာဂုံတော်မန်းနဲ့လို့ထုံနေအောင်နေတိုင်းယုတ်အချင်းရာတိုင်းယုတ်အရေးကြုံတိုင်းယုတ်ွယ်ကြားကြလားမှန်မဗျာ အရှင်ဖျားတယောက်ကမေးလိုက်ပါတယ်ဘာတော့ကွတကမကြီးရဲ့ဒီခါကဘာကောင်းပါတလဲဖျားဒီနေ့ကစရေုံကြီးကြီးရော့တနေ့အဲ့ဒီခါကအစွမ်းတိတ်ထီကိုနင်တို့သိလိုက်မယ်ပထမကျမစီမီထွန်မီဖျားရှိခိုးနေခြင်းလေပြင်းများဝှေ့လာပြီးဖျားစီမီငိမ့်သွားပါတယ်အဲ့ဒါနဲ့ပြန်ထွန်းလိုက်ပါတယ်အတန်ကြာမှပရိတ်ကြီးမှမေတ္တာတော့မင်္ဂလာတော့ ဖုံးထနာတုံများကိုရှုပ်ပြီး31ပုံကို အမြသာပေးဝေပါတယ်။အဖေနဲ့မိကမိုးတန်လီတောင်နားဆွရင်တကားများပိတ်နေပါတယ်။မုံနှိုင်းရှိသည်လို့တော့ကြားရပါတယ်။ရွာထဲမှာပြောနေကြသည်ကကျမတို့ရွာဟာပင်လယ်နဲ့မလန်းမကပ်မှရှိပါတယ်။မုတ်တော်မိုးဝင်တိုင်းမိုးဥကြတိုင်းလေပြင်းနံကို မကြကနာခံရဖန်များ၍တော်ယုံလေပြင်းကိုတိတ်ဆောက်ဖွဲလိမရှိကြချင်းကျမဆရာတော့လမ်းညွန်ခဲ့တဲ့ဖုတ်ထနာကားတော်ကိုတက်ဆိတ်ရွတ်လိုက်ပါတယ်။ ဖောက်ရတလောကဓမ္မေဟိစိတ်တန်ရန်တနာကံပတိအာတောကံဝိရဇံခေမံဧတံမင်္ဂလမௌတမံဟဲ့ဟဲ့လေးပြင်းနေကြာလာပြီကိုထုံးလာရေတောင်ရမလေးတန်ကြီးဟိ၍ပေါ်လာပြီတစ်ပစ်များဝုံနိုင်ချက်နဲ့ကြာလာရပါတယ်အိမ်နောက်ဖေးမှာကျွေးနာများလက်အော်ယုံနိအတံများကိုကြာလာရပြန်ပါတယ်မုံနိုင်နေဟာဟဲ့ဟဲ့အပြင်းမထွက်နဲ့အမလီဟာဟာ ဝုတ်နေကြဝုတ်နေကြလင်းနေချမ်းချမ်းနဲ့တူ မိုးတိမိုးပေါ့မြတဲထန်စွာ ရွာချလိုက်ပါတယ်လင်းဟာရေဘွက်တလို့အော်တန်ကြီးနဲ့ရွာကိုဖုံးသွားပြီးမဲမောင်ကျသွားပါတယ်တစ်ပင်များတော်မှပြိုလဲကြကုန်ပါတယ်ရွာထဲရှိတရိတ်ဆတ်များရုံးကန်အော်ဟင်ပြေးလွှားနေကြပါတယ်အမေအဲ့ဒါဘာလဲရင်မသိဘူးကိုထွန်းလားသွားကြည့်ပါအောင်တော့ဖះဖះ င်းနဲ့ဒီရေတက်လာပြီဟဲ့ပြေးချပြေးချရေတွေရွာထဲဝင်လာပြီဟဲ့ဘာမှမကြလိုက်ပင်လယ်အော်တန်းလှိုင်းများမြည်တန်းမိုးတန်လေးတန်းနဲ့အတူရှုံရင်လုံးကြီးများရွာထဲကိုလှည့်ရင်ဝင်လာပါတယ်ရွာသူရွာသားများကရရပစ္စည်းဆွဲကိုသားသမီးများ ခြိပိုး၍ပြေးလိုက်ကြပါတယ်ကျမတို့သားဖတော်ရောက်အိမ်မမခုံချပြီးပြေးကြပါတယ်ကြောက်ရကောင်းသောဒီရေလုံးများဟာရွာကိုတိုက်စားဖုံးလွှမ်းသွားခဲ့ပါတယ် ငရဲပွဲမြောက်အော်တာများကကဘာပြက်နေသလိုလိုလှင်မြန်လာတော့ဒီရင်နဲ့လိုင်းများဟာမင်းနဲ့ပိုင်များအတွင်းရွာများအောင်ဖုံးလန်းတိုက်ဖြတ်ကလူနဲ့ကျွေးနာတိရစ္ဆာန်များကိုတက်ချက်တဲ့တဲချသွားခဲ့ပါတယ်မျိုးပါသွားကြပါတယ် ြေလုံးဒီရဲ့အောက်မှာမြုပ်သွားပြီးအဖေနဲ့အမေနဲ့ပါကွဲသွားပါတယ်။နေ့စဉ်မြင်ခင်ရတော့ရွာဟာမရှိတော့ပါ။ညရဲ့အမောင်အောက်မှာရွာပင်လယ်ရေပြင်လိုဖြစ်သွားပါတယ်။အလောင်းများအုတ်တဟုတ်မျောနေကြပါတယ်။ရေပေါ်ပစ္စည်းများအနှံပြလွင်မျောနေကြပါတယ်။ကံကောင်းထောက်မစွာ ကျမမျောပါလာတဲ့ငပြောပင်ကြီးနဲ့ရေစုံလေးမုံမျောရအတိုင်းလိုက်ပါနေလိုက်ပါတယ်။မဲမောင်နေ၍ဘဲကိုရောက်လို့ရှောင်မှန်းမသိ တညလုံးမျောနေပါတယ်ခေါ်တောင်အော်တန်များအားမကြရတော့ကျမအကြောက်ကြီးစွာဖြင့်ဖះကိုတားလိုက်ပါတယ်အမေကိုတားတယ်အဖကိုတားတယ်အဖဘိုးမင်းကောင်လည်းတားလိုက်ပါတယ်ရှင်ငန်ပိုင်းဥရှင်ကြီးကိုတားပါတယ်နတ်ဒေဝများကိုလည်းမြေတားပို့လိုက်ပါတယ်ပြီးတော့ငပြောတော့ပင်ချင်းကိုဖတ်ပြီးဖုတ်တတကာရာကို အတန်ဝင်နေတီရွတ်နေလိုက်ပါတယ်လူဟာခက်ခိုက်တုံချမ်းနေပါတယ်ခြေရောက်များထုံကျင်လာပါတယ်မကြခင်အလင်းရောင်ပြုတ်၍ ဝမ်းသာသွားခဲ့ပါတယ်။လင်းကျောက်အော်တန်းမကြရ။ဘုန်းကြီးကျောင်းကတော့သုံးမခောက်တန်းမကြရ။မိမိတို့နေတော့တစ်ပင်များချုံနဲ့ရေပြင်ကျက်ကြီးကိုသာမြင်နေရပါတယ်။ဒါရွာလားပင်လယ်လားမြင့်လားတော့ကျမလည်းမသိ။အမအမဟင်တညာလုံးစီးမြော်လာတဲ့ကာလလူခေါ်တန်းမကြရ။လူခေါ်တန်းကြရွေးဟိုဒီလက်ကြည့်လိုက်တော့အခါတစ်တုံးတုံးကိုဖတ်ပြီးမျောနေတော့မင်းကလေးတူ ခန္ဓာကိုယ်မှာအဝိဇ္ဇာမရှိတော့စပင်ဖားလျားများကရှေးပြင်ပေါ်မှာပြန့်ကျဲလျက်အမမညီညီမကျမအာရဝန်သာကျုံရင်អော်လိုက်ပါတယ်လင်းငိမ့်စပြုတ်၍ရှေးပြင်ဟာလှိုင်းမထန်တော့ပဲလှိုင်းချက်ခွက်များနဲ့စီးလုနေပါတယ်မိန်းကလေးကကျမရှိရာသို့တက်တော့ဦးတည်၍ကူးလာလိုက်ပါတယ်သူမကျမအနီသို့ရောက်လာလိုက်ပါတယ်တယောက်လက်ကိုတယောက်လှမ်းကင်ကြည့်တော့လေ လက်များကရေခဲရိုက်ထားသလိုဖြစ်၍ထိသိမ့်မှုရတာသိမ့်မခံစားရ။ညီမဘေရွာကလည်းကြောက်လိုက်တာအမရေကျမတို့ဖေဟောင်းနေရလဲယင်။မငုံနဲ့ညီမဒါရွာလာပင်လေလားအမလည်းမသိဘူး။ညီမဖះစာရလား။ဟုတ်ရရဲ့။ဖုတ်ထတာရလား။ဟင်အင်းတမုတ်တီရောရလား။ဟင်အင်းဘာရလဲညီမရဲ့။ ဗုဒ္ဓတရဏံကိစ္ဆာမိအရာကိုသာရုပ်အဆက်မပြတ်ရုပ်ကျမငပြောရွက်များနဲ့ကလေးမလေးတသုံးရအောင်ခြိလိုက်ပါတယ်ဒီလိုခြိလိုက်တော့သူမနဲ့ကျမမကွဲမကွာအဖော်ရသွားခဲ့ပြီးအားရှိသွားခဲ့ပါတယ်ကလေးမလေးကကြောက်ရွံ့ငိုနေလိုက်ပါတယ်အလိုသူမဘယ်လဲပေါ်မှာရွှေလက်ခေါက်သုံးခွင်းနဲ့ပါလားအဝတ်စားတော့မရှိ ကျမမှလည်းရွှေလက်ခေါက်နှစ်ခွင်းဖြစ်ပါတယ်အခုနေ့ အသက်ကလေးရောက်လာရင်ကောင်းမှာပဲအသက်ရှင်ပြီးရော ရှိတာအကုန်ချုပ်ပေးလိုက်မယ်အမရင်ကျမတို့နှစ်ဦးရှေးစီမြောက်အတိုင်းဖះစာများကိုရွရွနေလိုက်ပါတယ်နာရီဝက်ခန့်ရှိတော့ခါအမအမဘာဘာတော့ညီမလေးဟိုဟိုမလှိနေစီတော့ဘမလဲဟဲ့မမြင်မလားကျမမျက်လုံးနဲ့စားငါရေပြဝင်နေရဲ့အဝေးကိုတဲတဲကွဲမမြင်啊မြင်ရတာကရေမျောပစ္စည်းများနဲ့ လူသေးအလားများတိရစ္ဆာန်သေးအလားများဟိုမားအမရဲ့ကျမတို့စီကိုလာနေရလေဖခင်တကြမားတာပဲဒီမားရှင်ကျမတို့ဒီမားကဲကြပါအောင်တော့ကောင်းမလေးကဝမ်းသာအားရလက်မြောက်ရေးអော်လိုက်ပါတယ်ကျမလည်းသူမနေသူအတကောင်អော်ဟစ်လိုက်ပါတယ်ကျမတို့ကဲပါကဲကြပါအောင်ရှင်မကြခင်လှေငယ်နှစည်းနဲ့လူလေးရောမလန်းမကတ်တော့ရောက်လာပါတယ်သူတို့က ဝါဖက်ခမောက်များစောင်းထား၍အင်းကြီးမပါကြောပြောင်ကြီးများကိုစီနဲ့လှိမ့်နေစီဟာရှေးစင်နောက်စင်ချင်းကလာပါတယ်သူတို့စကားလုံးဝမပြောဒီမှာကျမကကတ်လာတဲ့လှိမ့်နံကိုဝမ်းတာအရာရွှေလက်ကောက်များဝှက်ထားတော့လက်နဲ့ကားလိုက်တဲ့အခါမှာတော့လှိမ့်ဦးမလူကြီးဟာကျမလက်ကိုလှမ်းကိုက်ပြီးညလက်ထက်အားဒါနဲ့ကျမလက်ကိုခုံရရွှေလိုက်ပါတယ်ဟေးဖះရေကျမလေးမြတ်စွာ လက်ကိုယုံပြီးရေအောက်ကိုငုပ်လိုက်ပါတယ်။တနေရာမှာဘွားကနေပြန်ပေါ်လာတော့အခါတခုသောလေကလူကြီးကအဲ့ဒီကာမလေးရဲ့လက်ကိုဆွဲပြီးငှက်ကြီးတောင်ထားနဲ့ခုတ်ရန်ရွှေလိုက်ပါတယ်။အကင်းပါလာတော့ကာမလေးကစောင့်ရုံပြီးတော့ရေအောက်သို့ခတ်ရှိုးတော့ပါတယ်။အဲ့ဒီအချိန်မှာ လေပြင်းများကျလာပြီးတော့ရေပြင်းကလှိုင်းထလာပါတယ်။ကျမတို့နှစ်ဦးရေပေါ်ပြန်အပေါ်မှာတယောက်လက်တယောက်ကိုကိုက်ပြီးကိုယ်ဖောက်၍ရေစီးအတိုင်းမျောလိုက်ကြပါတယ်။ လူရုံမှလေသမလေးဦးကလည်းကျမတို့နှုတ်နောက်တို့ဓားမြောင်မြပြီးလေကိုတအားလော်ပြီးလာနေပါတယ်။ကျမတို့ကကေတင်ရှင်များမှတ်ပြီးအာဟုယုံကြည်နေကမှလက်စားတတ်တော့အချောင်းသမားအတ္တသမားလူရုံမှလူသက်သမားများဖြစ်၍ကိုးပွားပြစဉ်ကိုကိုရင်ထူး၍မဆုံးပါ။အဖိုးကွင်းမကြီးတမီးတို့ကဲပါအဖိုးအဖရင်ငန်ပိုင်ကြီးတမီးတို့ကူညီဆောင်ရှောက်ပါပါ။ဖះဖះဗုဒ္ဓကုဏအလံတော် ။ဓမ္မခုနော်အနန်နော်။တန်ငါခုနော်အနန်နော်။ကျမတို့ရရအာကိုရများကိုတန်းတာပြီးရေထဲမှာကူးရှောင်နေကြပါလေ။လှိမ့်နေစည်းကလည်းတိုင်းလုံးများပြီးမှဥထောင်လို့ပြန်ချလိုက်နဲ့ဒလာကျန်းလိုက်နေပါလေ။သူတို့မျက်နှာပေါ်မှာအကျဉ်းနာတရားလုံးဝမရှိရက်စကျန်းကျုပ်ခြင်းနဲ့လောဘရိတ်များကတင်းကျန်းငှက်ကြီးတောင်တာနဲ့လှမ်းရွေခုတ်ရန်ရွေလိုက်ပါလေ။အမလီဟာဟာအာ အေးရမလိုင်းလုံးချင်းနှလုံးကလှိနှက်စီကိုပင့်လန်၍တင်လိုက်သလိုလှိနှက်စီလှိရဲရည်ရဲလှန်းလုံးချင်းများကြမှာနောက်ပြန်ကျွန်းဆိုင်ပြီးနစ်မြုပ်သွားခဲ့ကြပါတယ်။လူအပ်တာလေးဟူရေထဲမှာ လူနေကြပါတယ်။ကန်တရားကတော့အလွန်စမ်းချင်လာပါတယ်။ကျမတို့စီမျောလာတဲ့ပြင်းများကြီးတစ်ချက်ကိုကျမတို့လှန်၍ဆွဲကန်လိုက်ပါတယ်။ဒီအချိန်မှာလူရောမလေးရောက်ကိုရေအောက်မှာတစုံတစ်ယောက်ကဆွဲယူဒီအလားတယောက်ပြီးတယောက်အလန်လက်ကြားအော်ဟစ်ရင် နှိမ့်မြတ်သွားခဲ့ကြပါတယ်။မကြာမီမှာတော့လေပြင်းများလုံးဝငြိမ်သက်သွားခဲ့ပါတယ်။အရှိမနေအောင်ပြုတ်ပြုတ်မြင်ရပါတယ်။ငှက်ချို့ပြန်နေရကိုမြင်ရပါတယ်။ကျမတို့နှစ်ဦးပြင်းများပေါ်မှာရောက်ရှိပြီးရေပြင်းမှာမျောနေကြပါတယ်။အမအမဘာတော့ညီမလေးဟိုမလှေရလာပြန်ပြီ။ဟင်လှမ်းကြည့်လိုက်တော့လှေ30နဲ့ပဲချိတ်တစ်စင်းကျမတို့ရှိရတော့အပြေးအပြက်လာနေပါတယ်။ ကြောထဲမှာစိတ်ဝင်ကြောင်သွားပါတယ်။ဒီတခါတော့ပြေးပြေးမလို့တေးပြီနဲ့တူပါရဲ့။ညီမလေးအမပြင်းပြားအောက်ကိုဝင်နေအမြန်။ကျမတို့နှုတ်ပြင်းပြားအောက်မှာဝင်၍နှာခေါင်းမျှတာဖော်ပြီးကိုဖို့မျောပါလိုက်ကြပါတယ်။ဒီမှာပဲချင်းနေလေးများ ကျမတို့ဝင်ချင်းမှာရောက်ချီလာကြပါတယ်။ပဲချိတ်ပေါ်မှာယူနီဖောင်းဝင်လူရဲများကျွန်တော်တို့ကဲဆေးအဖွဲရပါမကြောက်ကြပါနဲ့။ ျွန်တော်တို့ခမားတို့ကုညီဖို့လိုက်ရှာနေရကျမတို့ဝမ်းသာသွားပါတယ်သူတို့ကြောပေါ်မှာလက်နက်များလည်းပါလာပါတယ်စေးတတများလည်းပါပါတယ်ကျိုးခွင်ဖော်ခွင်းများလည်းပါလာပါတယ်ကျမတို့နှုတ်ပြင်းများအောင်မှာခေါင်းဖော်၍ထွက်လိုက်ကြပါတယ်ကျမကအကိုတို့ရှင်ညီမလေးနားမပြောအပေါ်အရင်တက် မကြောက်နဲ့ဟုတ်ဟုတ်ညီမလေးမအဝေးစားမရှိတော့ဟေးကိုလူမောင် ခမညာပစို့ချုပ်ပေးစမ်းအဲ့ဒီမှာလှေသမားကြီးတူကသူ့ပစို့ချုပ်ပေးပြီးဘောင်းမီတူနဲ့ညီလိုက်ပါတယ်ကျမကလှေသမားကြီးပစို့ကိုညီမလေးထံလှမ်းပေးလိုက်ပါတယ်ညီမလေးကခေါင်းမှာချက်ချပြီးဖြစ်တယ်လို့ရင်စည်းဝေးလိုက်ပါတယ်မကြခင်မှာတော့ကျမတို့ပဲချိတ်ပေါ်တို့အနည်းငယ်ဘေးချက်စွာရောက်သွားပြီးတော့ပဲချိတ်ရဲ့နေရာတိုင်းမကြခင်ဒုက္ခတွေနားခွေရတော့မိမောဟိုင်း တန်းလျက်ရောက်ရှိသွားတော့အခါအဖေနဲ့အမေကိုပါမတိမပြောက်ပြန်တွေ့ရပြီးမိသားစုများချုံဝဲချရီဖမ်းကိုကြပါတယ်။ကျမတို့နှုတ်ဦးကရေပြင်းမှာမျောပါနေစဉ်ကြုံတွေ့ခဲ့ရတဲ့ရှင်တော်ွယ်ဖြစ်ရက်ကို ပြောပြလိုက်တော့အခါအဖေနဲ့အမေတို့ကရှင်ဟုတ်ဖြစ်ဖျားတပါတယ်။ကေစိရဲဘော်များကကျမတို့ဖြစ်ရက်ကိုကြားတော့အခါလက်နက်များကိုက်ဆွဲပြီးပဲ့ချက်များပေါ်သို့တက်၍ရေပြင်းရှိရာသို့ဆက်ကနေမောင်းသွားပြီးထောက်ခါသွားကြပါတယ်။ ရှင်အမေကြီးတို့ဘာကြောင့်အနည်းဆိုအမျိုးမျိုးကင်းလို့အသက်ရှင်နေတယ်လဲသိလားသိပါတယ်အမေ ဘာကြောင့်လဲရေသနာမြတ်၃ပါးရဲ့ကျေးဇူးအနန္တောအနန္တာ၅ပါးရဲ့ကျေးဇူးဖရာကုံတော်များကျေးဇူးပါပဲအမေရဲ့အမေကကျမတို့ဖတ်ထားပါတယ်အဖေကတော့ဒုက္ခတဲ့ညီမလေးကိုဖတ်ထားပါတယ်ဒီမှာကျမလက်ကောက်နှကွင်းကိုချိန်ပြီးအမေကိုပေးလိုက်ပါတယ်အမေဘာလဲရင်တမီး T ရွှေကအရေးကြီးရင်အတုံးဝင်တယ်လို့အရေးကြုံလဲအနေအများလာပါတယ်အမေဒီနှစ်ကွင်းကိုရေဘေးဒုက္ခသည်များအတွက်လှူလိုက်ပါတော့အမေရဲ့တာဒု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 လို့နောက်ဘက်မှခေါ်တန်ကြ၍လှဲကြည့်လိုက်တော့အခါရွာဦးကျောင်းဆရာတော်ဖြစ်နေရကိုဝမ်းသာဖွယ်မြင်လိုက်ရပါတယ်ကျမတို့မြေပြင်မှာထိုင်ချ၍ရိုသေးစွာရှစ်ခိုးကြော့လိုက်ကြပါတယ်ပြိတ္တများရှင် အခုတင်ဆက်ပေးခဲ့တဲ့ဇလံလေးကတော့စာရေးဆရာ မောင်ညုံမိုင်းတန်လင်းရေးသားထားတဲ့သူ့ဆရာရဲ့အကျိုးကြောင့်ဒူးဆရာမိုးခေါင်သွားခဲ့ပြီးဆိုတော့ဇလံလေးရဲ့အစအဆုံးတင်ဆက်ပေးခဲ့ရဖြစ်ပါရဲ့ရှင်ဇလံလေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ channel လေးကိုလည်းလာရဲ subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမချမ်းသာကြပါစေရှင်